နောက်ဆုံးဆက်ဆိုတော့ကျွန်တော်တို့ဒီမှာစမစ်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ခုနှစ်ရက်အတွင်းမှာပေါ့နော်ကျွန်တော်တို့စီကိုပြန်ပြီးတော့မှစပြန်မယ်ပေါ့နော်အကြောင်းပြန်မယ်ပေါ့နော် ကျွန်တော်ရဲ့ Facebook page လေးမှာအရင်လေးကမလေးရှားရောက်မြန်မာတွေအတွက်ပေါ့နော် TikTok Shop အခွင့်အရေးပေးထားတယ်ဆိုပြီးတော့မှကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်လုပ်လိုက်သေးတယ်ပေါ့နော်စိတ်မကောင်းစွာနဲ့ပဲအခုချိန်မှာ TikTok Shop ကကျွန်တော်တို့ကိုဒါစီကန်းနေထုတ်လာပြီပေါ့နော်အခွန်ဆောင်ရမယ်ကိစ္စတွေဒါတွေဖြစ်လာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ TikTok Shop Creator အနေနဲ့ပေါ့နော် Founding တင်ရတယ်ဒါ TIN Number ဖြည့်ဖို့အတွက်ပေါ့ရဖို့အတွက်ပေါ့နော်အခွန်ဆောင်နဲ့ Number ရဖို့အတွက်ကျွန်တော်တို့ Founding ဖြည့်ရပါတယ်ဒီလက်ရှိမှာလည်း TikTok Shop Creator တွေတော်တော်များများလဲဒီခက်ခဲကိုအားလုံး ဝိုင်းပြီးတော့မှဖြည့်ရှင်းနေကြတယ်ပေါ့နော်ဒါကကျွန်တော်တို့အတွက်ဇိမ်ခေါ်မှုတစ်ရက်ပဲဒီနေ့တော့ကျွန်တော်ပေါ့နော် TIN Fund ကိုကျွန်တော်ဘယ်လိုဖြည့်ရလဲဆိုတာလေးကိုဒါမတိသေးတဲ့ကျွန်တော်တို့ညီကိုအတွက်ပေါ့နော်ကျွန်တော်ဒီနေ့အသေးစိတ်ပေါ့နော်ဖောင်ဖြည့်ပြပေးသွားပါမယ်အဲ့တော့ဒါစိတ်ဝင်စားတဲ့သူတွေကဒါလုံးဝမဖောင်ဖောင်မဖြည့်ရသေးဘူးပေါ့နော်ကျွန်တော်တို့အခွန်နံပါတ်မတောင်းရသေးတဲ့ညီကိုတွေရောအဲတခြားလေးလိုက်ပြီးတော့မှကြည့်ပေးပေါ့နော် အဲ့တော့ကျွန်တော်အနေနဲ့ဖောင်ဖြည့်တာပေါ့နော်အဲ TikTok အကောင့်တရနေပြီးတော့မှဝင်ပြီးတော့ဖောင်ဖြည့်လဲရတယ်ပြီးတော့မှကျွန်တော် Google ပဲဖြည့်ဖြည့် Chrome ပဲဖြည့်ဖြည့်ပေါ့နော်ခြား browser တွေကနေပြီးတော့မှလည်းဝင်ပြီးတော့မှဖောင်ဖြည့်လို့ရပါတယ်အဲကျွန်တော်ကတော့ဒီ Google ကနေပြီးတော့ပဲဖောင်ဖြည့်ပြမယ်ပေါ့နော်ဒီပေါ်မှာ mind test ဆိုပြီးတော့မှရိုက်လိုက်ပေါ့နော်ဒီမှာပေါ့နော်ဒီတိုင်းလေးပဲရိုက်လိုက်ပါဒီအပေါ်ဆုံးမှာကြာလာတဲ့ website လေးရှိတယ်ပေါ့နော် item ကိုလင်းလဲဝင်လိုက်မယ် အဲပြီးရင်တော့ဒါမျိုးလေးကြလာပြီပေါ့နော်အဲဒီလိုလေးပေါ်လာပြီဒီလိုလေးပေါ်လာလို့ရှိရင်ဒီကောင်းလေးကိုနှိပ်ပြီပေါ့နော်အဲဒီမှာကျွန်တော်တို့စပြီးတော့မှဖောင်ဖြည့်ရပါတော့မယ်ပေါ့နော်ဒီ slash ဆိုတဲ့နေရာမှာဒီမှာ individual ဆိုတာလေးကိုကျွန်တော်ရွေးပြရမယ်ရွေးပြီးတော့ဒီအောက်မှာကျွန်တော်တို့ passport ဆိုတဲ့ဟာလေးကိုအမှန်ချစ်ချစ်ပေးပါတော့။အဲချစ်ပေးလိုက်တာနဲ့ဒီမှာကျွန်တော်တို့ passport number ထည့်ရအောင်မယ်ပေါ့နော်။ passport number ကိုထည့်လိုက်ပါမယ်။ အဲ password နံပါတ်ရိုက်ပြောလို့ရှိရင်ဒီမှာကျွန်တော်တို့ဗာထည့်ရမလဲဆိုတော့ကျွန်တော်တို့ country ပေါ့နော်အဲအဲဒီမှာကျွန်တော်မြန်မာပေါ့နော် password country password number ထည့်ပြပါပြီပြီးတော့အောက်မှာ email ပေါ့နော်အဲကျွန်တော်တို့ရဲ့ email ကိုရိုက်ထည့်ရမယ်ဒီညမှာ email ်လက်ရှိသုံးနေတဲ့ email ပေါ့နော်အဲလက်ရှိသုံးနေတဲ့ gmail ကိုမှန်မှန်ကန်ကန်လေးရိုက်ထည့်ပေးပါအဲ gmail ကအဓိကပေါ့နော်အသက်ဖြစ်ပါတယ် gmail ကကျွန်တော်တို့ကုတ်ပြန်ပို့ပေးမှာဖြစ်တဲ့အတွက် gmail ကိုမှန်မှန်ကန်ကန်လေးရိုက်ထည့်ပေးပါပြီးအောင်မှာတော့ဖုန်းနံပါတ်ပေါ့နော်ဖုန်းနံပါတ်ကိုတော့ကျွန်တော်တို့ဒါမှန်မှန်ကန်လေးထည့်ပေးပါဖုန်းနံပါတ်အပေါ်အောင်နှလုံးသလုံးအတူတူထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်မှာပေါ့နော်အဲဒီညမှာဆက်ကြောက်လေးမှာကြတော့ကျွန်တော်တို့ဒါစာလိန်လေးတွေပေါ့နော် ဒါ तू ကစာလင်လေးတွေထည့်ခိုင်းနေအဲ့တော့ကျွန်တော်ကြည့်ပြီးတော့မှထည့်လိုက်မယ်ပေါ့နော်စာလင်လေးတွေထည့်ပြီးသွားလို့ရှိရင်တော့အပေါ်မှာဒီကောင်လေးပေါ့နော်ဒီကောင်လေးနဲ့ဒါကျွန်တော်တို့ရှာလိုက်မယ်ပေါ့နော်ဆဘာလေးနဲ့ရှာလိုက်မယ်ပြီးရင်တော့ဒီလိုပေါ်လာပြီးလို့ရှိရင်ဒီမှာပေါ့နော် e divider ဆိုတာဟာလေးရှိတယ်ပေါ့နော်ဒီကောင်လေးဒီလင်လေးဝင်ပေးလိုက်ပါအဲဒါမျိုးဒါမျိုးဖောင်လေးကြာလိုက်ပြီပေါ့နော် အဲဒီဆင့်ကိုရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်ဆုံးအဟောင်းပဲကျွန်တော်ရွေးပေးလိုက်မယ်ပေါ့နော်ဝင်လိုက်ပါဝင်ပြီးွားလို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာကျွန်တော်တို့ကဒီအောက်ဆုံးอ่ะပေါ့နော် no အဲဒါ no no business ပေါ့နော်ဒီကောင်လေးရွေးပေးပါအဲမြန်မာနေရာစားမြန်မာကတော့ဒါရွေးစရာမလိုဘူးပေါ့နော်ဒီမှာရွေးပေးသားဖြစ်နေတယ်ဒီ select ဆိုတဲ့နေရာလေးလည်းဒါထည့်စရာမလိုကြော်လိုက်မယ်ဒီ title နေရာမှာလည်းထည့်စရာမလိုကြော်လိုက်မယ်ပေါ့နော် အဲဒီနေမှာဒီညမှာကျတော့ကျွန်တော်နာမည်ထည့်ပြရမှာပေါ့နော်အဲဒီညလေးကနာမည်ထည့်ပြီးွားရင်တော့ဒါဒီအောက်ကကျွန်တော်တို့နိုင်ငံသားပေါ့နော်ကျွန်တော်တို့ဗာနိုင်ငံကျွန်တော်တို့နိုင်ငံသားထည့်ပေးရမယ်ဒီညမှာကျွန်တော်မြန်မာကိုရှာလိုက်ပေါ့နော် ။အဲမြန်မာကိုထည့်ပေးမယ်။နာမည်ထည့်ပြီးပြီမြန်မာထည့်ပြီးပါပြီဆိုရင်ဒါလက်ရှိနေနေတဲ့နိုင်ငံတော့ဒီနှစ်ခုအမှားတတ်တယ်နော်။ကျွန်တော်တို့ကဘောမြန်မာနိုင်ငံရွေးပေးမယ်။အောက်ကကြတော့ကျွန်တော်မလေးရှားကိုပဲရွေးပေးမယ်နော်။အောက်မှာကြတော့မလေးရှားဆိုရွေးပေးမယ်ဒီနှစ်ခုဒါရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာဒီနေရာလေးမှာကြတော့ကျွန်တော်တို့ normal ကိုပဲရွေးပေးလိုက်မယ်နော်အဲ normal ရွေးပေးမယ် ဒီနေရာမှာကျတော့ဒါကျွန်တော်တို့ရဲ့ passport expiry date ပေါ့နော် passport expiry date ထည့်ရပါမယ်အဲဒါလေးထည့်ပြီးပါပြီ passport expiry date ထည့်ပြီးပါပြီဆိုလို့ရှိရင်တော့ဒီအောက်ကဆလတ်မှာကျွန်တော်ကြားမှာခွဲတာပေါ့နော်ဒီနေရာမှာကျွန်တော်ရွေးပြလိုက်ပါပြီးရင်တော့ဒီဆက်တက်လေးမှာကျတော့ဒါကျွန်တော်တို့အိမ်အောင်ရှိလာပေါ့နော် single လာဒါမေးထားပါတယ်ဒါကတော့ single လို့ပဲထည့်ပါပြီးရင်တော့ဘတ်ဒေးဝတ်ပေါ့နော်ဂျေယန်ချန်ဟုတ်တယ်မလားอืม ထည့်ပြီးတော့ဒီအောက်မှာကျွန်တော်တို့ဒါလိမ့်စာလေးထည့်ပြရမှာပေါ့နော်လိမ့်စာကိုအိုးနှစ်ခုခွဲထည့်လိုက်ပါဘောလမ်းနဲ့ဘက်လေးပေါ့နော်အောက်ကလိမ့်စာထည့်လိုက်နှစ်ခုပဲထည့်ပြီးဒီဘက်ချမ်းမှာလည်းကျွန်တော်တို့ထည့်ပြရမှာပေါ့နော်လိမ့်စာကိုနှစ်ဘက်သလုံးထည့်ပြရမှာပါလမ်း7ဟုတ်ပါ ီ overseas ဆိုတဲ့နေရာအမှန်ကြီးချစ်စရာမလိုဘူးเนาะကျွန်တော်တို့ဒီပေါ်လေးပဲရွေးပြရမယ်နှစ်ခုစလုံးပေါ့เนาะအဲလိစာထည့်ပြီးွားရင်ဒါကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒါ support ကုတ်ပေါ့เนาะ support ကုတ်ကတော့ကိုနေတဲ့မြို့နယ်ရဲ့အဲကုတ်နံပါတ်ပေါ့เนาะကျွန်တော်တို့ဒါလိစာမှာဆိုရင်အများတန်း support ကုတ်ကတော့ထည့်ရပါတယ် support ကုတ်ကိုကျွန်တော်တို့ဒီမှာမှန်မှန်လေးထည့်ပြလိုက်ပါတော့။ support ကုတ်မှန်ပြီဆိုတာနဲ့ဒီမှာကျွန်တော်တို့နေတဲ့မြို့နယ်အဲဒီမှာကျွန်တော်တို့နေတဲ့မြို့ပေါ့နော်ဒါအကုန်လုံးပြပေးတယ်။ ဒီမှာဖုန်းနံပါတ်တွေအကုန်လုံးထည့်ပေးပါပြီ Gmail ပြီးပါပြီအကုန်လုံး step ပေါ့ဗောနော်ပြန်ပြီးတော့မှစစ်ပေးပါကျွန်တော်တို့အစားဆုံးပေါ့နော်အပေါ်အောက်အကုန်လုံးပြန်စစ်ပေးပါစစ်ပေးမယ်ဒီစစ်နေပေါ့နော်ဒါတွေအကုန်လုံးစစ်ပေးမယ်လိမ့်စာတွေထည့်တာလည်းမှန်တယ်ဒီမှာကျွန်တော်တို့စာပို့ကုတ်တွေထည့်တာလည်းမှန်တယ်ပေါ့နော် Gmail လည်းထည့်တာမှန်တယ် Gmail ထည့်တာမှန်တယ်အကုန်လုံးမှန်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာစစ်ဆိုတဲ့ဟာလေးနှိပ်ပြီးပေါ့နော် ဆဲဆိုတဲ့ဟာလေးနှိပ်ပြပါပြီးရင်တော့ဒီမှာဒါကျွန်တော်တို့ဒီမှာအပ်လောက်ဆိုတဲ့ဟာလေးချက်သွားမယ်ပေါ့နော်အပ်လောက်သွားလေးနှိပ်ပြပါလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ passport ကိုပေါ့နော်အဲဒါ passport ကိုထည့်ပြရမယ်ပေါ့နော် passport ဓာတ်ပုံကိုရိုက်ထားတဲ့အခါမှာကျွန်တော်တို့အနေနဲ့အဲဒါဓာတ်ပုံအသေးစိုက်ပေါ့နော် သိနိုင်တဲ့လောက်အသေးပေါ့နော် passport ကိုကျွန်တော်လက်တကမ်းပေါ့နော်ဝေဝေးလေးကင်ပြီးတော့မှအသေး site လေးရိုက်ပြီးတော့မှထည့်လို့ရပါမယ် file site ကြီးလို့ရှိရင်လုံးဝ upload လုပ်လို့မရဘူးပေါ့နော်ကျွန်တော်တို့အစင်းစင်းလုပ်ပြီးသားပေါ့နော် passport ဓာတ်ပုံပေါ့နော်အဲဓာတ်ပုံရွေးချယ်ပေးလိုက်မယ်ပြီး slash ဆိုတာလေးနှိပ်လိုက်မယ်ပေါ့နော်ပြီးတော့ဒီမှာ upload ဆိုတဲ့မျှားလေးနဲ့ပေါ့နော်ဒီကောင်းလေးနှိပ်လိုက်မယ်ရဲဒါဆိုရင်အစိမ်းအောင်လေးပြသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ passport upload လုပ်တာပြီးသွားပြီပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာပေါ်လာပြီပေါ့နော်နောက်ထပ်နောက်ထပ်ဆိုတာ net ကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော် အဲပြီးတော့ဒီလိုလေးပေါ်လာပြီပေါ်လာပြီဆိုလို့ရှိရင်ဒီညလေးမှာအမှန်ကြီးလေးချက်လိုက်ပြီဆိုတာနဲ့ဒီမှာကျွန်တော်တို့ရဲ့နာမည်ဒီမှာ passport number ဆိုပြီးပေါ်လာတယ်ပေါ့နော်အဲဒီစင်ကနာနောက်ဆုံးအဆက်ပဲပေါ့နော်နောက်ဆုံးအဆက်ဆိုတော့ကျွန်တော်တို့ဒီမှာ submit ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်အဲဒီမှာဆိုလို့ရှိရင်သူကတော့ fountain လို့ပြီးသွားပြီဆိုတဲ့ဟာလေးကိုကျွန်တော်တို့ပြလိုက်ပေါ့နော်အခုနှစ်ရက်အတွင်းမှာပေါ့နော်ကျွန်တော်တို့စီကိုပြန်ပြီးတော့မှစပြန်မယ်ပေါ့နော်အကြောင်းပြန်မယ်ပေါ့နော်ဖောင်တင်လို့ပြီးသွားပါပြီ အဲဆိုရင်ကျွန်တော်တို့မေးတဲ့ကိုတစ်ချက်သွားကြည့်မယ်ပေါ့နော်အဲဒါဆိုရင်တော့ဒါကျွန်တော်တို့ကိုအဲဂျီမေးမှာစာပြီးစာပို့ထားတယ်ပေါ့နော်ဂျီမေးမှာဒါကျွန်တော်တို့စီကိုဖောင်စာလေးစာလေးပို့ထားတာပေါ့နော်ဒီမှာကျွန်တော်တို့ရဲ့ password နံပါတ်နဲ့အခုဖောင်ဖြစ်ထားတဲ့နံပါတ်လေးနဲ့ပေါ့နော်အဲဒါကျွန်တော်တို့နောက်ထပ် 9000+ ထိစောင့်ရမယ်ကျွန်တော်တို့စီက TIN နံပါတ်ပေါ့နော် တင်နံပါတ်ရပြီဆိုတာနဲ့ကျွန်တော်တို့ရတဲ့တင်နံပါတ်ကလေးကိုခုနက TikTok ပေါ့နော်ကျွန်တော်တို့ဟို verify လုပ်ခိုင်းတဲ့နေရာလေးမှာ form ဖြည့်လိုက်လို့ရှိရင်တော့အဆင်ပြေသွားမယ်လို့တော့မျှော်လင့်ပါတယ်လောလောဆယ်မှာတော့ TikTok shop creator တွေလည်းဒီလိုမျိုး form လေးတွေတော့တင်ထားကြတယ်အဆင်ပြေသွားတဲ့သူတွေလည်းရှိကောင်းရှိမယ်မဆင်မပြေသေးတဲ့သူတွေကတော့အများများတယ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းလက်ရှိမှာအဲ form ပဲတောင်းထားသေးတယ်ပေါ့နော်ကျွန်တော်တို့တင်နံပါတ်မရသေးပါဘူးအဲ့တော့ တက်တော့ shop creator တွေအားလုံးအဆင်ပြေကြပါစေအခုမှစပြီးတော့မှတက်တော့ shop ဟိုကိုလောက်ချင်တဲ့စိတ်ဝင်စားတဲ့သူတွေလည်းခဏလေးစောင့်ပေးပါတော့ကျွန်တော်တို့အဆင်ပြေပြီဆိုတာနဲ့နောက်ထပ်လက်တွဲပြီးတော့မှခေါ်သွားပေးပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဇင်ကြီးပါနောက်ထပ်သိချင်တဲ့အကြောင်းအရာလေးရှိလို့ရှိရင်လည်း comment မှာမေးခါပေးလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျ